ရဲ့ဗီယာတွေတောက်ဖြစ်လားဆိုတော့တောက်ဖြစ်တယ်လွန်ခဲ့တဲ့9နှစ်ကဆိုရင်ဘူတောက်တယ်အရန်တောက်တယ်အဲတော့တငယ်ချင်းတွေလည်းပျော်ရုံငယ်ရုံတော်တော်တောက်ဖြစ်တယ်။ဘာတော်တော်သွားဖြစ်တယ်။ဒါပေမဲ့ဒီနောက်ပိုင်းကျတော့တဖြည်းဖြည်းပေါ့။အာတော်တော်လေးရှော့ဖြစ်သွားတယ်။ဘာလို့ဆိုတော့ရုပ်ကတော်တော်ကျသွားလဲပါတယ်။အဲဒီတုန်းကလေလူကဖော်ပြီးတော့လေ။အဲဗီယာဖော်ဖော်တယ်ဆိုရွေးမျက်နှာအစ်ကြီးအဲ့လိုမျိုးတွေလည်းဖြစ်တာပေါ့။နောက်ပိုင်းကျတော့လည်းပဲအလုပ်တွေပါတယ်။ ်ထဲထဲဝင်ဝင်ပြန်ပို့လောက်ရတဲ့အနေထားမှာအဆိုရင်ကြတော့တော်တော်လေး short ဖြစ်သွားတယ်မသိမသားလေးနဲ့လေအဲ့ချိန်မှာတော့အရင်ထူးဆန်းတာအရင်တိတာတာကကြတော့အဲ့လိုအချိန်ကြီးတွေအရင် short လိုက်တဲ့ချိန်မှာမျက်နှာတိတိသားသားကတ်သွားတာချက်သွားတာတာရည်ကြီးလာပြီးတော့သတိထားမိရယ်အဲ့တော့နောက်ပိုင်းမှာတော်တော် short ဖြစ်လိုက်တယ် အခုရောတောက်လာလုံအောင်ဖြတ်တိုက်ဒါလာဆိုတော့မဟုတ်ဘူးဆိုတော့ဟိုငွေချင်းဆုံးပြည့်တဲ့အချိန်တို့ဒီအဖွဲတစ်ဖွဲရှိရသူတို့နဲ့ဆိုရင်တို့တွေ့တိုင်းဆိုရင်ပျော်တယ်ပေါ့နော်သုံးချက်လုံးသုံးလကြတခါလေးလကြတခါဒါဒါဒီအာဒီဟိုရန်ကုန်ပြန်ပြန်လာတဲ့အချိန်ကြရင်ဆိုရင်တို့နဲ့ဆုံးဖြစ်တယ်ဆိုရင်တောက်တယ်ပေါ့နော်တို့နဲ့ကအေးငါတို့ဘာသွားမယ်အမြဲချိန်လိုက်တယ်အေးဘာသွားမယ်အဲ့လိုမျိုးပုံစံနဲ့ပေါ့နော်ဆိုတော့ဒီဇိုင်းဆွဲထားတာဖြစ်တဲ့အတွက် အဲ့ချိန်ကြရင်ဆိုရင်ပျော်တယ်သူတို့နဲ့ဆိုရင်တောက်ဖြစ်တယ်ဆိုတော့တို့ရွေးချယ်တဲ့ဟာတွေဆိုရင်ဘီယာတောက်ဖြစ်တယ်အာတစ်ခါလေးကြရင်ဂျင်တို့တိုးနစ်တို့ဝေါကာတို့ရွေးဖြစ်တယ်ဝီစကီတော့တော်တော်မကြိုက်ဘူးအာဒါပေမဲ့အဲ့ဆိုရင်အဲဘာဖြစ်လို့တောက်တာလဲအလှပရေးရဆံဝေးရမတောက်နဲ့ဆိုပြီးတော့ sharing လုပ်တယ်ဟဲ့ you အခုကဘာဖြစ်လို့တောက်နေရလဲဆိုတော့ဒါသာကျတော့အဲ့လောက်ကြီးအရင် strict ဖြစ်တယ်ဆိုတာထဲပေါ့နော် အကိုစားနေတဲ့အစားစားကိုပါဇက်ထဲကိုထည့်နေတဲ့အစားစားအကိုပါဇက်ထဲကိုထည့်နေတဲ့အစားတောက်ဒီကိုဘလိုအနေနဲ့ပေးနိုင်လဲဆိုတာကိုတည်တည်ချာချာသိစေချင်တယ်အတိုင်းစားချိန်ပြီးတော့တောက်စေချင်တယ်အတယောက်နဲ့တယောက်ကဝင်သွားတဲ့ပမာဏချင်းတူတာတောင်မှ react ပြန်လုပ်တဲ့ဟာခန္ဓာကိုယ်ကတော့ပြန်တဲ့ပုံစံမတူဘူးအရေပြားရဲ့အပြောင်းလဲလည်းမတူတယ်လို့အဒီအသေးတွေကြောက်ကက်တွေရဲ့တော့ပြန်တဲ့ပုံစံလည်းမတူဘူးဆိုတော့ကိုရဲ့အချိန်စားလဲကိုတောက်စေချင်တယ်ပြီးတော့ဖြစ်နိုင်နေဆိုရင်တော့အချိန် ကြုံပြီးတော့အဲ့လို too frequent ဖြစ်တဲ့ဟာကိုမတောက်နဲ့ခြားပြီးတော့တောက်တာမျိုးတွေကိုပဲအလုပ်စီချင်တယ်ဆိုတော့ရက်လူနာတွေမှာဆိုရင်တစ်ချက်ဟိုကဖြစ်တယ်ပေါ့နော်မျိုးသမီးတွေမှာဆိုရင်လည်း social drinker တွေရှိတယ်ပေါ့နော်ဆိုတော့ရတို့လိုမျိုးမှာပဲတော့ညာပဲပါတီပါညာတွားတယ်ဆိုရင်တို့ champagne တောက်ရတယ် wine တစ်ခွက်တောက်ရတယ်အဲ့လိုမျိုးနေထားပေါ့ဆိုတော့အဲလက်ရှိလက်အနေထားမှာကလုံးဝဖြတ်ပါဘာညာပြောတယ်ဆိုရင်ကြာတော့လက်ရှိခေတ်အနေထားရတဲ့ကကြာတော့အဓိပ္ပာယ်မရှိသလိုဖြစ်တယ်ဒါပေမဲ့အာ တစ်ဖက်ကနေပြီးတော့ဒါအဲ့လိုမျိုးလှည့်ပြောတဲ့အချိန်ကျရင်သူတို့လက်ခံတယ်အာ short တော့ပါဥပမာကိုက၅ခွက်တောက်မယ်လို့စဉ်းစားတယ်ဆိုရင်၂ခွက်လောက်နဲ့တော်လိုက်တာမျိုးအာပြီးတော့ဒီဘက်မှာအော်ဒီတငယ်ချင်းတွေကအရင်စိတ်နေရ၃၄ချိန်ဆိုရင်နည်းနည်းချားပြီးတော့တွေ့တာမျိုးပေါ့နော်အဲ့လိုမျိုးပုံစံလေးနေတော့ဒါအကြံဉာဏ်ပေးဖြစ်တယ်အဲ့လိုမျိုးဆိုရင်ကြတော့ခန္ဓာကိုယ်ရဲ့ဝင်ထုံးဝင်ပူးကဒီဟာတွေကိုခံရတာနည်းနည်းယော့သွားတယ်အဲ့တော့ကိုယ့်ရဲ့အရေးပြား ာဒီ changes ဖြစ်တဲ့ဟာတွေဆိုရင်လည်းဒီလိုမျိုးသူ့ဟာနဲ့သူသွားတယ်ဆိုရင်ပိုအဆင်ပြေတယ်အရင်ကြီးတခါတည်းအာမနက်ရောညရောအဲ့လိုမျိုးအရင် too frequency လုပ်နေတာထက်စာရင်ပေါ့နော်ဆိုတော့တောက်လာဆိုရင်တောက်တယ်ဟိုကို limit ကိုကိုရှိတယ်အာချပြီးတော့တန်းနိုင်ဆုံးတောက်တယ်အာကိုယ့်ကိုပြန်ပြီးတော့ချိန်တယ်ပေါ့နော်